ကျမတော်မူကြပါစေရှင်ခွင့်2025ဧပြီလ19ရက်နေ့အတွက်မိုးလေဝသခမန်းချက်တွေတင်ဆက်ပေးပါတော့မယ်ကျမတော်မြစ်တီကိုပါကပလီပင်လယ်ပြင်နဲ့ဝေကနာပင်လယ်တို့မှာတိုင်းသိသိဖြစ်ထွန်းနေပါတယ်ဒီနေ့ညနေဒီမိုးလေဝသခမန်းချက်နေနေကတော့တနင်္သာရီတိုင်းနေသားကြီးကရှင်ပြည်နယ်ကေမီနယ်နဲ့မွန်ပြည်နယ်တို့မှာနေရာနှံပြစကိုင်းနိုင်နေသားကြီးထပ်ပိုင်းနဲ့ရှမ်းပြည်နယ်တို့မှာနေရာဆိတ်ဆိတ် ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကျကျနဲ့ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့နေရာနံပြားမိုးတချို့ကတော့နိုင်ပြီးရွာရွာတို့မှာတော့80ဖြစ်နေပါတယ်။မြမပင်နယ်ပြည်မှာလိုင်းလင်းငယ်မှာလိုင်းနေရှိနေပြီးလိုင်းမြမှာတော့ရှောက်ပင်မှာခုနပေးခန်းနေရှိနေပါတယ်။မနက်ဖြန်အတွက်မိုးလေပတာခမန်းကျန်းနေနေကတော့ရန်ကုန်တိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကရှိမီနယ်၊ကယားပြည်နယ် ။ကင်းပြည်နယ်၊ရှမ်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ နေရာအနှံပြမွေးရနိုင်ခြေရှိနေပါသေးတယ်။